လယ်ဝင်းမြို့နယ်အတွင်းရေစိုးထုတ်မြောင်းကိုပိတ်ဆို့ထားမှုကြောင့်လယ်မြေတွေရင်းနှမြုပ်ချင်ခံနေရတယ်လို့လယ်သမားတွေကပြောပါတယ်ဥမျက်သူရကသတင်းပေးပို့ထားတာပါမြေပြည်တော်ကောင်စီနယ်မြေလေဝင်းမြို့နယ်ဗျံကြီးကျွရအောင်စုရှိကွင်းအမှတ်1038ကကြီးရှိရေစိုးထုတ်မြောင်းကိုပိတ်ဆို့ထားတာကြောင့်လေက150ကျော်ရင်းနှမြုပ်ပျက်စီးခဲ့တယ်လို့ဒေသခံတောင်သူတွေကပြောပါတယ်။ကျွန်တော်တို့ကပြောရတာကအော်တိုမြောင်းဖြစ်စေချင်တာကျွန်တော်တို့ဖြစ်စေချင်တာကျွန်တော်တို့က ဟိုတောင်းသူလယ်သမားပြောရင်ဒီစဘာလေးတတိညှော်လင်းချက်ရှိတာဒီစဘာလေးကိုတော့ကျွန်တော်တို့ကဟိုလွတ်လွတ်ကင်းကင်းလူကျင်တာချောက်ချောက်တွေးတွေးလေးလူကျင်တာပေါ့ဗျာအခုလိုမျိုးရေစိုးမြန်းကိုပိတ်ဆို့ထားတာကြောင့်တောင်သူတွေစိုက်ပြုတ်ထားတဲ့မိုးစပါးတွေရေမြုပ်ပျက်စီးတယ်လို့သိရပါတယ်။အဲဒါကြောင့်မို့သက်ဆိုင်ရာဌာနတွေကိုတိုင်ကြားခဲ့ပေမဲ့တိတိယောက်ဖြေရှင်းပေးတာမျိုးမရှိဘူးလို့ပြောပါတယ်။ခံစားနေရတဲ့ကိစ္စလေးကတော့ဒီတောင်သူ90နဲ့တူဦးပါပေါ့ဗျာ။150နဲ့နေကတသမ89ရူးမှာ အဲ့တော့စိုက်တော့လည်းပဲနှစ်စင်းနှစ်တိုင်းရေနှမြုံနေလို့ကျွန်တော်တို့ဘာမှအကျိုးများမရှိပဲကျွန်တော်တို့တောင်သူတွေမှာတွဲနွားလည်းမရှိတော့ဘူးလှဲတွေပါရှိတယ်မရှိတော့ဘူးဒီလူဖြစ်ဖြစ်တွေဖြစ်နေလို့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီအုပ်ချုပ်ရေးမှုကိုတိုင်နေအဲ့ကနေရောမြို့နယ်ကိုတိုင်နေအဲ့ကနေရောအခုနိုင်ငံတော်သမ္မတအဆင့်ကိုတိုင်နေနိုင်ငံတော်သမ္မတအဆင့်ကိုတိုင်ရကြမှာဒီမြို့နယ်အဆင့်ကနေရောလာဖြည့်ရှင်းတယ်လာဖြည့်ရှင်းတော့လည်းပဲဒီလူတွေကနေရော ျွန်တော်တို့တစ်ဖက်ပါအစီအစဉ်နဲ့ကျွန်တော်တို့ပုံမှန်အခုဆောင်ရွက်နေကြပြီကျွန်တော်တို့ကမခံနိုင်လို့သူတို့ကအခု16ရက်နေ့ကိုလာမယ်ဒီရောက်အတိုင်တော်ကြီးမလုပ်ပါနဲ့ဦးလို့ကျွန်တော်တို့ပြောတယ်ရှင်နှင်းမြုံနေတဲ့လေက150ကျော်ဟာတောင်သူ50ကျော်လောက်လောက်ကိုင်းစားတောက်နေတာဖြစ်ပြီးရေစုံထုတ်များကိုနှစ်စဉ်ပိတ်ဆို့ထားမှုကြောင့်နှစ်စဉ်မိုးစွားတွေပျက်စီးဆုံးရှုံးနေရတယ်လို့ဒေသခံတောင်သူတွေကပြောပါတယ်ကျွန်တော်မျက်တူရပါ